အားလုံးတို့မှာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်တက်တဲ့အားလုံးမင်္ဂလာပါ။ Manchester City အသင်းက Crystal Palace ကို FA Cup Final မှာရှုံးနိမ့်ခဲ့တဲ့အတွက်ဒါ Shaymen So လက်သက်မှာဒါတတိယအကြိမ်မြောက် FA Cup Final မှာသူတို့ရှုံးနိမ့်ခဲ့တဲ့ပတ်တမ်းပေါ့လေ။ဒါပထမအကြိမ်လုံးက Wigan Wigan Athletic ကိုဒါတကယ်ကို injury time မှာခေါင်းတိုက်ကိုနဲ့သူတို့တစ်ချိန်ရှုံးခဲ့ဘူးလေ။ ိုက်တုံးကရောဘတ်တိုမန်ချီနီရဲ့အသင်းကရှုံးနိမ့်ခဲ့တာဖြစ်တယ်နောက်မန်ချက်စတာစီးတီးဒါနီးပြဖြစ်တဲ့ဖတ်ကွာဒီယိုလာကနှစ်ကြိမ်ဒါနှစ်နှစ်ဆက်တိုက်ပဲပေါ့လေဒါပြီးခဲ့တဲ့နှစ်ကမန်ချက်စတာယူနိုက်တက်ကိုသူတို့2-1နဲ့ရှုံးတယ်ဒီဒီချိန်မှာအခုလက်ရှိမှာခရစ်စတယ်ပဲလစ်ကိုတကူကူရှိရှုံးတယ်ရှုံးနေမှုတွေကြည့်တဲ့အခါမှာဂွာဒီယိုလာတမိုင်းတလျှောက်မှာဒါမန်ချက်စတာစီးတီးပေါ့လေမန်စီးတီးကသူ့တမိုင်းတလျှောက်ပထမအဆုံးချိန်ဖလားလက်မှတ်နဲ့အဆုံးတတ်တယ် ဆိုတော့သူ့ရဲ့ပထမဒီဘယ်ပြောမလဲဒါတကယ့်ကို အခြေအနေပေါ့လေ city နေနဲ့ဒါအ ਨੇ ဆုံးတော့ city နီးပြပေါ်မှာတခုမို့တခုတော့ရယူခဲ့တယ်ဒါ conference ဒီ community time ပဲဖြစ်ဖြစ်တခုမို့တခုရပြီမဲ့ Manchester City ကဒီနှစ်ကဆိုးဝါးမှုအခြေအနေ shocking အခြေအနေတွေအားလုံးနဲ့အတူယာတီကုံပါဖလားလုံးဝမရတဲ့အခြေအနေနဲ့အဆုံးသတ်တယ်လက်ရှိတရားဒီလိုအခြေအနေရကိုကြည့်ရင်လောက်တယ် တရားဒီလုံးမှာအရန်ကောင်းတယ်ဆိုရဟာလန်လိုကစားမမျိုးတော့ပန်တီသုံးလုံးလွဲတယ်တကယ်အရေးကြီးတဲ့ခုရှေ့အခြေချာမှာအိုမာမာမုရှ်ပန်တီလွဲတယ်အဲတစ်ချိန်တည်းမှာပဲအမားလုတ်တဲ့ကစားမတွေလည်းအများကြီးရှိတယ်ကျွန်တော်ဒီဘရိုင်းနာဘန်နီဒိုဆိုဘာစီတီကဒီဘရိုင်းနာကိုတတ်တမ်းမတိုးတာလေကျွန်တော်အမြင်တော့မှန်တယ်လို့ပြောရဘာလို့ဆိုတော့တကယ်ခုရှေ့ပွဲမှာပေါ့လေကျွန်တော်ဒီဘရိုင်းနာလုတ်ပြခဲ့တာကဆေဆုနစ်မကတွေးခဲ့ပြီးတာမှန်တယ်ဒါပေမဲ့တကယ်တမ်းဒီပွဲမှာသူဘာမှသူမလုတ်ပြနိုင်တော့ဘူး သူရှင်လို performance မျိုးမရှိတော့ဘူး Bernardo Silva ရှိကအရင်လိုမျိုး match ကြီး moment တွေမရှိတော့ဘူးဆို Manchester City ရဲ့တိုက်စစ်ကသူဖြဲလျက် ဖြစ်နေပြီးတော့ဂိုးဖန်တီးမှုမတိကြတဲ့ဒုက္ခလူကစားမမျိုးကိုအားကိုးနေရတဲ့အဖြစ်ဖြစ်လာတယ်ဆိုအခု Haaland ဆိုရင်ပိုဆိုးတာကအခုလက်ရှိမှာ Haaland ဟာဒီကစားသမားဘဝတစ်လျှောက်လုံးပါဒီတကယ်ကို major final တွေမှာ Haaland ကတောက်လျှောက်ကို striker ဖြစ်နေဒါက အဲလီဟာလန်တို့ကတကယ်ကိုစိတ်ပြည့်စရာအခြေအနေပေါ့လေဟာလန်ကမန်ချက်စတာစီးတီးအသင်းနဲ့ဒါသူစပြီးတော့ပထမဆုံးအခြေရောက်တဲ့ community ရှိပြိုင်ပွဲမှာဂိုးမသွင်းနိုင်ဘူးလီဗာပူးနဲ့ပွဲမှာဂိုးမသွင်းနိုင်ဘူးဖန်တီးမှုမလုပ်ဘူးအဲ့ပွဲမှာသူတို့ community ရှိမှရှုံးသွားတယ်တကယ်ကို fire ကနင်းနီးလေးအလုံးကိုသူလွဲချော်ခဲ့တယ်ဒါ2023 community ရှိမှအာဆင်တဲ့ပွဲမှာလည်းဒီတိုင်းပဲ နောက်တစ်ချိန်ကိုလည်းမတွေ့နိုင်ဘူး funding မလုပ်နိုင်ဘူး2024 community ရှိမှ Manchester United နဲ့ပွဲမှာလည်းဒီပုံစံပဲကိုမတွေ့နိုင်ဘူးဒါသူတို့ထပ်ပြီးတော့ assemble ဘူးဒါ2023ဥရောပ Champions League Final Inter Milan နဲ့ပွဲမှာလည်းဒီတိုင်းပဲနောက်2023 Europa C UEFA Cup Final Sevilla နဲ့ပွဲမှာလည်းဒီအတိုင်းဖြစ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့2023 FA Cup Final နောက်2024 Man United နဲ့ FA Cup Final ပြီးတော့မှ2025 Crystal Palace နဲ့ FA Cup Final ဆိုတော့တကယ် major major final တွေကကျွန်တော် Erling Haaland ရှိက absolutely nothing ဖြစ်နေတယ်။ဒါက Haaland လို့ကစားမမျိုးကိုပြစ်တယ်ဝင်ပါတာခက်တယ်ကျွန်တော်တခုပဲနားမလဲတာက ပယ်နတီတရားဒီမှာ तू ၃လုံးတွဲတာမှန်ပေမဲ့တကယ်အရေးကြီးတဲ့ pressure penalty ကို तू မကန်ပဲဥမာမာမူစ်ကိုပေးကန်တဲ့အချက်ကိုဆိုနည်းနည်းလေးသဘောမပေါက်ဘူးနားမလည်ဘူးလေတကယ်ဆိုရင်ဟာလန်ကလွဲကမှလွဲပဲ तू ကအမတန်ကို reliable ဖြစ်တဲ့ကစားမတယောက်ဖြစ်တယ်တကယ်ကိုစိတ်ချယူကြည်ရသူတယောက်ဖြစ်တယ်ခုကကဖက်ကွာဒီယိုလာက तू တမိုင်းတစ်လျှောက်ပထမအဆုံးချိန်ဒါမန်စီးတီးနီးပြားဘွားဖလားလက်မှတ်နဲ့အဆုံးသတ်တယ်ဒါနောက်ဆက်တွဲအနေနဲ့ဘာဖြစ်လဲ ဟာလန်ကိုတိုင်နဲ့ missing ဖြစ်တယ်အခုဂွန်ဒိုဂန်ဆိုရင်တကယ်ကိုလက်တိတ်နေသူပြီးခဲ့တဲ့နှစ်ကဘာဆိုနာကိုတွားတယ်ဘာဆိုဖားမလားမရဘူးဘာဆိုနာနေတစ်ခေါက်ပြန်လာတယ်ဘာဆိုနာဟိုဘက်မှာဖလားသုံးလို့ရတယ်အချိန်မှာတူမန်စီးတီးကိုရောက်လာတယ်ဘာဆိုဖားမလားမရဘူးတူအောင်တူမန်စီးတီးမှာစနေတဲ့အချိန်ချန်ပီယံလိပါဝင်ဖလားသုံးလို့ရခဲ့ပြီးမှလည်းအဲခိုင်ဂွန်ဒိုဂန်လည်းကန်ဆိုးနေတာအခုလောလောဆယ်မှာတင်ကြတော့မန်စီးတီးကတွင်းတက်လောက်ရမယ် rival လုံးဝမရှိဘူး left back ကပြဿနာမရှိပေမဲ့ကွန်းလယ်မှာ try လုပ်မဲ့သူ attacking side မှာ creative လုပ်မဲ့သူအများကြီးပဲ wide position တွေအားနေတယ် Claudio Echavarri တယောက်လောက်ပဲဝင်လာတဲ့အချိန်မှာ positive side ပြခဲ့တယ်ဒါပဲကျွန်တော်ထင်တော့ဖလားလက်မှတ်ရဲ့ Guardiola ရဲ့ရာသီအပြင်ဘောလူပွဲတိုင်းမှာ missing ဖြစ်နေတဲ့ Haaland ကတော့ပုံမှန်အတိုင်းဆက်ရှိနေစေဖြစ်တယ် Man City အတွက်တကယ်ကိုအပြောင်းလဲတွေလုပ်ဖို့လိုအပ်လာတဲ့အချိန်မျိုးပါအားလုံးကျေးဇူးတင်ပါတယ်